tablet မဟုတ်ဘူး ground လေးပဲရှိတာကျွန်တော်ကငငယ်တုန်းကဒီလိုမမေကငပုံနာငပုံနာထုတ်ဝယ်လာတာအဲ့ဒါကိုဆော့ရင်းနဲ့အဲ့ဒီအထုတ်ပေါ်ကိုတက်နင်းမိလိုက်တာတက်နင်းမိလိုက်တဲ့အချိန်မှာအယိုးကအဲ့ချီပွားတဲ့ကိုစူးသွားပြီးတော့အသားပြန်တက်ပြီးတော့ပိတ်သွားပြီးတော့အယိုးကအထင်းမှာ6လလောက်ကျန်တယ်ငါရောအထင်းက6လလောက်ကျန်တာ6လလောက်ကျန်ကျွန်တော်မသိဘူးလေမသိတော့အဲ့လိုပဲလမ်းလျှောက်နားရနားရဆိုတာတော့ပဲသိတာနောက်ကြတော့မှအဲ့ဒီအသားဘက်ကပြန်ခွိုင်း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 အထင်းက အကျိုးက6လလောက်ပိတ်နေအဲ့ဒါတည်းကကျွန်တော်ငပုံနာမစားတော့တာဒီနေ့ထိပဲကြောက်သွားပြီတော့လေငပုံနာကိုမစားပြစ်တော့တာဒီနေ့ထိပဲအဲ့ဘလို့ဖြစ်နေလဲတော့မသိဘောနော်ဒါကူကန်ကောင်းလို့သာထောင်းနေထောင်းနေမဖြစ်သွားတော့တာလေဒီလားအထဲထဲမှာအယိုးကပုံနေပုံနေမှာပေါ့မသိဘူးအသားပြန်တက်ပြီးပိတ်သွားအထဲမှာအယိုးက6လလောက်ဖြစ်နေချိနိုင်ပါတယ်တူတူကိုကိုပေါ့နော်အမကျွန်တော်ဆိုလည်းမစားလုံးဝမစားတဲ့အရာတွေရှိတာပဲလေ ကြောက်လို့မစားရဲဆိုတာမျိုးကလည်းကျွန်တော်ခုနကရှူတောင်းအောင်ကြည့်ရင်ကျွန်တော်ဆိုငပုံသားကိုတသက်လုံးကြောက်သွားအယိုးမပါတဲ့ငါဆိုတော့စားပြစ်တယ်ငပုံသားကိုကြည့်ရဲတော့မကြည့်ရဲတော့တာမဟုတ်မစားအောင်မစားတော့တာရှောင်လိုက်တာပေါ့ဘလို့ပြောအဲ့ငငယ်ကရခဲ့တဲ့ဟို trauma ပဲပြောရမှာအဲ့ငပုံသားအယိုး6လောက်တည်းမှာ6လောက်လောက်ဆူပွားလိုက်တဲ့ဟာတသက်လုံးငပုံသားမစားပြစ်တော့အဲ့ကိုယ်အသက်ဘယ်လောက်မှဖြစ်ခဲ့တာလဲကျွန်တော်9တန်းပေါ့ exclusively from Golden Valley. အဲဒီနေ့ကျွန်တော်ဟိုထူးထူးပေါ့နော်ထူးလွန်ဖိတ်တယ်ကိုမင်းမြတ်ဆိုမှုဖိတ်တယ်အဲဒါကြောင့်လာအပေးပြစ်တာပါကြိုက်ပါတယ်ကျွန်တော်ကျွန်တော်မွေးငါးကြိုက်တယ်မွေးငါးကြိုက်တော့လည်းစားပြစ်တယ်ပေါ့နော်စားကြည့်တော့လည်းကြိုက်ပါတယ်အမှန်တိုင်းပြောရင်ကျွန်တော်အဲ့ဒါတွေမသိဘူးကျွန်တော်ကဟိုအစားအသောက်ကိုအဲ့လိုမျိုးဟိုကျမ်းမာရေးနဲ့ညီညွတ်တာတို့ဘာတို့ညာတို့အဲ့လိုတိတ်ပြီးတော့ရွေးစားရတာမျိုးမရှိဘူးကိုကြိုက်ရင်စားတယ်မကြိုက်ရင်မစားဘူး ပူစားနေတဲ့ထဲမှာဘာတွေပါလဲလို့ဘာလို့ညာတို့အသိပြီးတော့လေးလာဆန်းစစ်တတ်တဲ့သူတွေကမပါဘူးကိုကြိုင်စားလိုက်တာပဲသူကသူလမ်းဘေးစားပဲဖြစ်ဖြစ်ဘာပဲဖြစ်စားတာပဲအခုသူတို့ရှင်းပြတာနားထောင်ကြည့်တော့လေအင်းဟုတ်တယ်ပေါ့နော်ဩဒါတွေကဒီလိုပါလားပေါ့အခုသိလိုက်ရတယ်ပေါ့ဒီလိုပါကြည့်နေရမဟုတ်အစားအသောက်တစ်ခုစားဖို့အဲ့လိုအញ្ញမ်းနေစည်းစားကြောင်နေတယ်လို့မျိုးမခံစားနိုင်တာသိလားအဲကြောင့်လမ်းဘေးစားလဲလမ်းဘေးမှာလဲကိုကြိုက်ရင်စားတာပဲ ျွန်တော်ကအဲ့လိုလူမျိုးလေဒါပေမဲ့အခုဒီနေ့သူတို့ရှင်းပြနားထောင်ကြည့်လိုက်တော့လဲမစင်ကျင်သေးတာလေးတွေပါတယ်ပေါ့လေကိုယ်ကချက်ပြုတ်စားတက်ထဲမှာပါလာဘူးပါပါကျွန်တော်ကလမ်းမေးဆိုင်ထိုင်တာများတယ်အဲ့ဒါဒီလိုပြငါးရလေးသိတာငငယ်တော့ကဟိုအဲ့ဒီတယောက်ဖြေထားတာလေးတွေ့တာပါငါးကိုကြောက်လို့မစားဘူးဆိုတာအဲ့ဒါလူတွေကရည်နေကြလို့အဲ့ဒါမျိုးကတကယ်ရှိတယ်ဆိုတာလေးကို share ထားလိုက်တာပါ friend only ပဲ share တာပါဟို public မဟုတ်ပါဘူး friend only ပဲ share တာကျွန်တော်ကငငယ်တော့ကဒီလိုမမေက ငပုံနာငပုံနာအထုပ်ဝယ်လာတာအဲ့ဒါကိုဆော့ရင်းနဲ့အဲ့ဒီအထုပ်ပေါ်တက်နင်းမိလိုက်တာတက်နင်းမိလိုက်တဲ့အချိန်မှာအယိုးကအဲ့ချီပွားတဲ့ကိုစူးသွားပြီးတော့အသားပြန်တက်ပြီးတော့ပိတ်သွားပြီးတော့အယိုးကအထဲမှာ6လလောက်ကျန်တယ်ဗျာငါရောအထက်က6လလောက်ကျန်တယ်6လလောက်ကျန်ကျွန်တော်မသိဘူးလေမသိတော့အဲ့လိုပဲလမ်းလျှောက်နားရနားရဆိုတာတော့ပဲသိတာနောက်ကြတော့မှအဲ့ဒီအသားဘက်ကပြန်ခွိုင်း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 အထက်မှာအကျိုးက6လလောက်ပိတ်နေ အဲ့ဒါတည်းကကျွန်တော်ငပုံနာမစားတော့တာဒီနေ့ထိပဲကြောက်သွားပြီးတော့လေငပုံနာမစားပြစ်တော့တာဒီနေ့ထိပဲအဲ့ဘလို့ဖြစ်တယ်လဲတော့မသိဘူးပေါ့နော်ဒါကိုကန်ကောင်းလို့သာထောင်းနေထောင်းနေမဖြစ်သွားတော့တာလေဒီတာအထဲထဲမှာအယိုးကပုံနေပုံနေမှာပေါ့မသိဘူးအသားပြန်တက်ပြီးပိတ်သွားအထဲမှာအယိုးက6လောက်ဖြစ်နေချိန်တိုင်းပါတယ်သူသူကိုကိုပေါ့နော်အမကျွန်တော်ဆိုလည်းမစားလုံးဝမစားတဲ့အရာတွေရှိတာပဲလေကြောက်လို့မစားရဲဆိုတာမျိုးကလေကျွန်တော်ခုနကရှူတောင်းအောင်ကြည့်ရင်ကျွန်တော်ဆိုငပုံနာကိုတက်တက်လုံးကြောက်သွားတယ်တက်တက်ငါ အယိုးမပါတဲ့ငါဆိုတော့စားပြစ်တယ်မကြည့်ရတော့တာမဟုတ်မစားတော့မစားတော့တော့အခုချိန်ရှောင်လိုက်တာပေါ့ဘလို့ပြောအဲငငယ်ရရခဲ့တဲ့ဟို trauma ပဲပြောရမှာအဲငပုံနာအယိုး6လောက်တည်းမှာ6လောက်လောက်စူးပွားလိုက်တဲ့ဟာတသက်လုံးငပုံနာမစားပြစ်တော့အဲကိုယ်အသက်ဘယ်လောက်မှဖြစ်ခဲ့တယ်လဲကျွန်တော်ခုနတန်းပေါ့တိတ်မရှောင်ဘူးမရှောင်တဲ့ထဲတော့မပါဘူးကြိုက်ရင်စားတယ်မကြိုက်ရင်မစားဘူးဒီလိုမျိုးပဲကျွန်တော်ကအစားတစ်ခုအဲ့လိုမျိုး ဘယ်လိုပြောမလဲဆင်ကျင်တဲ့အထဲမှာမပါဘူးကြိုက်တာမကြိုက်တာနဲ့ပဲဆုံးဖြတ်တာဘယ်လိုပြောချင်လဲဆိုဒါတော့မကြုံဘူးလို့ပဲလို့ပဲပြောချင်ပါတယ်ကိုယ်တိုင်ကြုံမှုရင်တော့လေတာမန်လူတယောက်တည်းဘာမှမဟုတ်တာလေးတွေကတခြားလူတယောက်တည်း trauma တွေလည်းဖြစ်နေနိုင်တာပဲလေဒါတော့ကိုယ်တိုင်မကြုံဘူးသေးလို့လို့ပဲပြောချင်ပါတယ်သူ့တော်ဘယ်သူမှကျွန်တော်မသိဘူးကျွန်တော်သူ့အဲ့အเจ้าရာလေးပဲသိလိုက်တာအเจ้าရာလေးသိလိုက်ပြီးတော့သူ့ဝိုင်းလောင်နေကြတာလေးတွေ့လို့ မဟုတ်ဘူးဒါမျိုးကတကယ်ရှိတယ်လို့ဟိုကျွန်တော်ဆိုအဲ့လိုမျိုးရှိတယ်လို့ကျွန်တော် friend only ပဲ share လိုက်တယ်အဲဘယ်လိုပြောမလဲငါမဖြစ်ဘူးပဲမဲ့လည်းဖြစ်ဘူးတဲ့သူကဒီလိုတော့ဖြစ်နေနိုင်တာပဲဆိုရဲစိတ်လေးနဲ့ပဲတွေးလိုက်အဆင်ပြေပါပါအဲဒီ library cafe ကကျွန်တော်တခါတလေထိုင်ဖြစ်တယ်ကျွန်တော်သဘောကျတယ် now ဆိုင်လေးကလူလဲချင်းနဲ့အေးစေးစေးစကားပြောလို့ကောင်းတယ်စာရေးလို့ကောင်းတယ် အဲ့ဒါဒီဆိုင်လေးမှာလာလာထိုင်ပြတယ်အခုဒီဆိုင်လေးမှာကျွန်တော်တို့ဟိုလူမျိုးပေါ့နော်မွင်းငါးကြိုက်တဲ့လူမျိုးတွေအတွက်မွင်းငါးပါစားလို့ရပြီဆိုတော့အာ perfect ပေါ့အဲ့လိုပဲပြောချင်ပါတယ်ဆိုတော့စိတ်ဝင်စားတဲ့သူရှင်လဲဒါလေးကဒီနေရာလေးကတော်တော်ထိုင်လို့ကောင်းတဲ့အထဲမှာပါလို့လာစားကြည့်ပါလို့ပဲပြောပါတယ်